အစာအိမ်ရောင်တာဦးတဲ့မကူပဲအကြိုက်ထားရင်ဘာဖြစ်တယ်လဲဆရာပြီးတော့ဘလောင်းလောက်စကူရာကြာရင်တဲ့မကူရာကြာရင်ဘာဖြစ်တယ်လဲဖြည့်ပြပါအောင်เนาะဒါမိကုံးကပထမပိုင်းဒုတိယပိုင်းဖြစ်နေဒုတိယပိုင်းကိုအရင်ဆုံးအလွယ်ဆုံးဖြည့်အောင်ကျွန်တော်တို့ကယောဂလို့သိပြီးအနာသိရင်ဆေးရှိရောပေါ့เนาะယောဂလို့သိပြီးဆိုတာနဲ့ကုရာအကောင်းဆုံးပဲအာငါယောဂမနောသိရတိုင်းမကူပဲနဲ့ဘလောက်ကြာကြာထားလို့ရမလဲဆိုရဲ mindset ကကျတော့မကြိုက်ဘူးကြိုက်ဘူးဆိုတာအချိန်တို့တင်းမှလည်းဘာမှမဆိုဖြစ်သွားနိုင်တယ်အဲဒါကြောင့်မလို့ယောဂမန်သိရင်ကုရမယ် ဒါဒုတိယမိန့်ခွန်းပေါ့နော်အဲ့တော့ပထမမိန့်ခွန်းပြောဖြေအောင်အစာအိမ်ရောင်းတာမကူတဲ့အကြိုက်ထိုင်ပါဖြစ်တတ်တယ်လေပေါ့နော်အဲ့တော့အစာအိမ်ပုံလေးကိုကျွန်တော်ထည့်ပေးမယ်ရရပေါ့နော်အစာအိမ်ပုံလေးကျွန်တော်တို့ရဲ့ဒီ byte ထဲမှာရှိတယ်အစာအိမ်လေးသူကဥလိုင်းနေလေးပေါ့နော်အဲ့လိုလေးဖြစ်နေရအဲ့တော့အစာအိမ်ရောင်းတယ်ဆိုတာအစာအိမ်ရဲ့ acidity ညာလာပြီကျွန်တော်ပြောဦးပဲပေါ့နော်ဘေးနားလိုင်းနေမျိုးစားပြစ်လိုက်ရင်အကောင်ကအဲနာတယ်ပေါ့ကျွန်တော်ခနာကိုကအသားတွေလိုပဲ byte ထဲကအသားကလည်းသူ့ကိုထိတဲ့အခါမှာနာနာလာပြီးတော့ ဒီအဆိုင်ရောင်နေဆိုတာဖြစ်လာတယ်ဗောနော်အဲ့တော့မကုသပဲထားအကြိုင်ဘာဖြစ်လာလဲဆိုတော့အဲ့ခုနကျွန်တော်ပြောရဲ့ဒီ acid တွေဗောနော် acid တွေသွားစားတဲ့နေရာအစားခံရတာကြာလာရင်ရိုးရိုးပဲစဉ်းစားကြည့်လို့အတန်ကြီးတက်တာကြာလာရင်ဘာဖြစ်မလဲအဲ့နေရာပေါက်သွားမယ်ဗောနော်အဲ့လိုပဲဒီအဆိုင်အင်ကိုမကုပဲထားတာကြာလာရင်အဆိုင်သွေးကြောပေါက်တာဆိုတာဖြစ်တတ်တယ်အဆိုင် lining လေးတွေပေါက်တာဖြစ်တတ်တယ်အဲ့အချိန်မှာဆိုရင်ရတယ်အဲအဲ့ချိန်မှာဘာဖြစ်တယ်လဲဆိုရင်ဒီသွေးဝင်သွားတတ်တယ်သွေးဝင်သွားမှာအမဲအောင်ဝင်နေသွားတတ်တယ်နောက်ပြီးတော့ အဲအန်တဲ့အခါမှာတွေးတယ်အန်တယ်ပေါ့နော် Himidimizen Million လို့ပြောရ HMM အဖြစ်များတယ်ဒီမှာအခုကျွန်တော်နေတဲ့နေရာမှာဆိုတော့ဒါအောင်ဖြစ်၃ရက်နေတစ်ခေါက်လောက်က HMM လာတယ်နော်အဲ့တော့ဒါကိုပေါ်လို့မဖြစ်ဘူးပေါ်လို့မဖြစ်ဘူးဆိုတာဒါဘယ်ချိန်မှမတည်ဘူးဖြစ်သွားနိုင်တယ်ဖြစ်သွားနိုင်တယ်ပြင်တစ်ခါလောက်နှစ်ခါလောက်အန်လိုက်ုံနဲ့ခန္ဓာကိုယ်ကတွေးတယ်အများကြီးပါသွားပြီးတော့ပြောရရင်အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်တယ်နော်အဲ့ဒါကြောင့်မလို့ဒါဇာတ်ရည်သွေးကြောပေါက်တတ်တယ်နောက်တစ်ခုကကျတော့ဘာဖြစ်လာလဲဆိုတော့ ဒီကြာလာရင်ပေါ့နော်အစာရင်သွေးကြတော့မပေါဘူးအဲ့နေရာ cell ဒီရှိတွေ့ရ cell တွေကပုံစံပြောင်းလာတာဒီကောင်ခဏခဏ acid နဲ့ထိတွေ့ရများတော့ပုံစံပြောင်းပြီးတော့အလုံးကြိတ်ကြီးဖြစ်လာပြီးတော့အစာရင်ကင်ဆာဖြစ်နိုင်ပါတယ်နော်အဲ့ဒါပြင်ဒီအစာရင်ရောင်စီရောအဓိကဖြစ်စေ H pylori ဆိုရဲဒီပိုးကောင်လေးရှိတယ်အဲ့ပိုးကောင်ကိုနိုင်ကိုကဒီအစာရင်ကင်ဆာဖြစ်နိုင်တာအဲ့တော့နှစ်ချက်ပေါ့နော်အစာရင်သွေးကြောက်ပေါက်တဲ့တဲ့အစာရင်ကင်ဆာဖြစ်နိုင်ပါတယ် အဲ့ဒီကြားရဲ့တိတ်မဆိုးတဲ့အချက်တွေကဘာဖြစ်တယ်လဲဆိုတော့ဒီ quality of life ကိုထိခိုက်တတ်တယ်ပေါ့။ကိုကခဏခဏဘိုင်းတာတော့အလုပ်တွေဘာလဲကောင်းကောင်းမလုပ်နဲ့။စာတွေဘာလဲကောင်းကောင်းမကျင့်နိုင်ဘူးအလုပ်ဖြစ်နေတတ်တယ်။နောက်တစ်ခုကကျတော့အစာရောင်တဲ့သမားတွေကကျတော့သူကအစာကိုချီးမြှားသွားတာ။အဲ့တော့တောင်းတအောင်အစာမစားဘဲနေလိုက်တယ်။ဒီခါလေးကျတော့လည်းစားရလဲတူးနှတ်တူးပဲစားတယ်။အဲ့တော့ကြာလာတော့သူကပိန်လာတတ်တယ်ပေါ့နော်။ Okay ဒါကတော့အလွယ်ဆုံးကျွန်တော်ရှင်းပြထားတာပါ။ ဒီတော့ကျွန်တော် line ပေါ်မတဘဲမအောင်ဖြစ်နေရဆိုအပြင်လုပ်တွေများနေကြပေါ့နော်အဲကြောင့်လို့ကျွန်တော်စီကန်းကိုလည်းပြန်ပြီးတော့အားဆိုင်နေရလို့ပါအဲဒါကိုလည်းနားလည်ပေးစေချင်ပါတယ်